ါဆိုရင် NC ကိုဘယ်လိုဆက်လက်တောင်းဖြတ်ပေါ်မှာလဲဆိုတာကရေးကြည့်တဲ့မေးခွန်းတစ်ခုဖြစ်လာပါဘူး။ဘယ်ဘက်လည်းပြီးတော့ပြတ်လာတဲ့အဆိုရကဒီတောင်းကိုလက်ဆက်ကဆက်လက်ထမ်းဆောင်ရမှာဖြစ်ပါလေ။အဲ့ဒီဖြစ်လာတဲ့အဆိုရအတွက်ကျွန်တော်တို့ဒီလေးချက်တွေဂတိကွက်တွေကိုကောင်းခဲဆက်လက်ပေါ်ဆောင်နိုင်ဖို့အကြံပြုချက်၅ခုကိုပြင်ပြလိုပါမယ်။နံပါတ်1ကတော့ quality ကလက်ချက်တပစီလို့ခေါ်တဲ့ 人家呀，这点、这有武器哦，也进来出来七八来。来到这，人家，虽然本事也高点嘛，虽然老进来交了点多，一年多就干些收快递，嘴巴比我多嘛。第二个高点干着，人家那个幺九十六月嘛，他开嘴巴比人收快递不如嘛。人家呀，嘴巴比我还那个硬。 ရင်းကျက်ရေးလုပ်ငန်းစဉ်တွေအတွက်အခက်အခဲများရှိနိုင်ပါရဲ့နိုင်ငံရေးအသီးအမှတ်ပြုမှုဆိုတာရုပ်ောက်ပွဲကိုဘယ်လိုဖြတ်တန်းတာလဲဖြတ်တန်းလာပြီးဆိုတာလေအချို့ကဖြစ်လာတဲ့အခါမှာဘာတွေလုပ်မလဲဘယ်လောက်ဆွမ်းဆောင်နိုင်လဲဆိုတာကပုံမှန်ရေးကြည့်ပါလေနံပါတ်၄ချက်ကတော့ရင်းကျက်ရေးနဲ့လုံခြုံရေးလို့တဟတာတာရှိမှုပဲဖြစ်ပါတယ်တိုက်ပွဲတွေရှိတယ်လို့ရင်းကျက်ရေးလုပ်မယ်ဆိုပေမဲ့ ဒီလိုလူလူလုံးလုံးအားနေတဲ့အခြေအနေမျိုးမှာရင်းရင်းလုပ်ငန်းရှင်ကိုအကောင့်ပြန်ပေါ်နိုင်မှုခက်ခဲပါတယ်။ဒီအတွက်တစ်ခါတစ်ခါမှုရစဲရေးအကောင့်ပြန်ဖို့မှုစီစွာအပြည့်မဲ့ကအင်မတန်ရေးကြည့်ပါလေ။အထူးသဖြင့်ဒီမာကေရှင်းကိုခေါ်တဲ့နည်းမြေတတ်မှတ်မှုကပြစ်ခတ်ရစဲရေးခိုင်မြတ်မှုရေးကြည့်တဲ့အတိုင်းဖြစ်ပါလေ။နံပါတ်၃ချက်ကတော့ရင်းရင်းလုပ်ငန်းရှင်စုဖွဲ့မှုဖြစ်ပါလေ။နှစ်ဖက်လုံးနဲ့ဆိုင်တဲ့စုဖွဲ့မှုတွေဖြင့် တဖက်ချင်းစီကစုဖွဲ့မှုတွေအားကောင်းမှုလိုပါတယ်အဲ့ချင်းရဖြစ်ပေါ်လာတဲ့စုဖွဲ့မှုတွေကိုအနှစ်သာရရပြန်လဲအသက်တွဲရမှာဖြစ်ပါတယ်အချို့စုဖွဲ့တွေကတော့မုံမှန်ရမှာလည်းရှိနိုင်ပါတယ်ဒီစုဖွဲ့မှုတွေအားမကောင်းရင်အကောင့်ထဲဝင်မှုကလည်းအားမကောင်းနိုင်ပါဘူးနံပါတ်၄ချက်ကတော့ပြစ်ခတ်ရစင်းရဲကြောင့်ပြည်ပကပြည်ပကစုဖွဲ့ရေးတွေပြန်လဲဦးမထောင်လာဖို့ရည်ကြီးပါတယ် တိုက်ပွဲတွေရလို့အိမ်ကစီပွားရေးတွေပြန်လဲအားကောင်းလာတာညနောက်တော့နကစီပွားအတွက်မိစားထိုးပေးသလိုဖြစ်နေပါလိမ့်မယ်ပြည်ကစီပွားရေးတွေကိုဘယ်လိုကုန်တန်နဲ့ဖြည့်ရှင်းပြည့်ဆိုတာလဲအပြစ်ခတ်ရစင်းကလည်းအပြစ်ထုတ်ဖို့လိုပါပဲနံပါတ်၅ချက်ကတော့ရရှိတဲ့နိုင်ငံရေးမော်ဒူရဲ့ကိုအချင်းပေါ်ပေါ်ပြည့်အကောင့်ထက်ပေါ်နိုင်ရေးဖြစ်ပါတယ်နိုင်ငံရေးမော်ဒူရဲ့ရရှိလာတဲ့အခါအချို့ အကောက်တည်းပေါ်နိုင်တဲ့အချက်တွေကိုမြင်မြန်ဆက်ဆက်အကောက်တည်းပေါ်နိုင်ဖို့လိုပါလိမ့်မယ်။နောက်ဆုံးတင်ပြလိုတာကတော့နောက်ကျလာမယ့်ဆိုးအနေနဲ့ NC လက်မှတ်ရေးထိုးပြကြစဉ်ကရှိခဲ့တဲ့ဂတိကွင့်တွေကိုဆက်လက်အကောက်တည်းပေါ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ NC ကအကောက်တည်းပေါ်နိုင်ခြင်းဖြင့်ဒီမိုကရေစီကူးပြောင်းဖို့တည်တည်ငြိမ်ငြိမ်နဲ့ရှောက်လန်းနိုင်မှာဖြစ်သလိုပြည်သူလူထုကြီးလိုလားတောက်တဲ့ငြိမ်းချမ်းရေးကိုလည်းယူဆောင်ပေးနိုင်မယ်လို့ 有鸡巴要多带，有吃饱了。